ီကတော့အမအိတ်မဲ့ဆိုပြီးတော့လေတွေမိုးတွေကြတော့ချီကွင်းပြင်ထီထီဖြစ်နေတာပေါ့နော်အမိုးလည်းမရှိပါလည်းမရှိကျွန်တော်အာကားအနေနဲ့ကမိုးတံကိုခံနိုင်ပြီမဲ့လို့လေတံကြတော့လေပြင်းပြင်းကျွန်တော်ကားကြတော့ကားလေးလည်းဖြစ်ပြန်ကြတော့ရေချင်မခံနိုင်ဘူးပေါ့လေနော်အဲ့ဒီတော့ကျွန်တော်တို့လေတံမိုးတံလေတိုက်နေရဲ့ဂျားတဲ့ကိုဒီဘက်ကိုမြောက်ရောက်အောင်အဖြင်းကြီးဖြည်းဖြည်းမောင်းလိုက်မြန်မြန်မောင်းလိုက်နဲ့ရောက်မီတာစုနဲ့တူရောက်လာခဲ့ရတာပါ ်ပြီးတော့ဖက်ခဲတော့တော်တော်ဖြစ်သွားတာဖက်ခဲကတော့ဖြစ်တာပေါ့တမီးစဖြစ်ကြတဲ့အခက်ခဲပါပဲမိုးရွာမှာအခက်ခဲမဟုတ်ဘူးစရည်အခက်ခဲ ျွန်တော်မိသားစုကတော့၅ယောက်ရှိရပေါ့နော်အဲကျွန်တော်ရဲ့ကျွန်တော်မျိုးသမီးရဲ့အဲကလေး၃ယောက်ရပေါ့အဲကျွန်တော်တို့ကတော့ဟွာအဲကန်နလန်အဲကန်နလန်အဲ၁၉လမ်းနဲ့၁၂လမ်းကြားမှာရှိတယ်ပေါ့လေနော်လမ်းအနေနဲ့ဆိုရင်တော့၁၅လမ်းတက်တက်လောက်ကြားတယ်အဲမြစီအင်ညာပေါ့ကျွန်တော်စီပင်အင်ညာဝင်းထဲမှာနေရာပြပါလေအအထက်အနေနဲ့ကအ6ထက်ရှိတယ်ကျွန်တော်တို့ကမြည်နေတက်အမြည်တက်ဆိုတော့အကွာဒီဘက်မှာလာရှောင်းနေရရင်အကြောင်းရင်းက အဲ့မီနီဒက်ဆိုတော့အမရဲ့အခုဖြစ်ပြနေရတယ်မီနီဒက်တွေကအရင်ဆုံးပြားနေပြီနေရပေါ့လေနော်အတိုက်ခန်းနေနေရတော့အဲ့ဟာကွဲရလေးတွေရှိတယ်ပေါ့လေနော်အဲ့အဲ့တွဲကျွန်တော်တို့ကိုယ်အိမ်နဲ့ကိုမနေရဲလို့ပေါ့လေနော်ဒီအန်ဒီရကင်းတဲ့ညမှာလာရောက်ခစ်ကနားခိုခြင်းဖြစ်ပါတယ်ဟုတ်အခုဒါကားလေးနဲ့အိမ်ပုံစံလေးလောက်ပြီးတော့သားနေရာလေးတော့တွေ့ရဟုတ်တယ်ဗျဟုတ်တယ်ဗျဟုတ်အာဒါဘလိုလေးအဆင်ပြေလဲဆိုတော့ကျွန်တော်တချို့နေရာနားနေတဲ့နေရာတွေမှာအ ကျွန်တော်တို့ဟိုကယ်ဆယ်ရေးစခန်းဆိုလဲဟိုတိုင်းထဲထဲဝင်မနေနိုင်ဘူးလေအဲဒီကျုံးပေးမှာအဆင်ပြေလို့နေရဖြစ်တဲ့အတွက်တခါလေးရေချိုးတာလို့အပေါ်ပါသွားတာလို့ပါလို့ဆိုရင်ကိုအဆင်ပြေရဲ့နေရာလေးကိုဟိုကားလေးနဲ့သွားလိုက်ရတယ်ပေါ့လေနော်အတချို့အခုဆိုလေတွေမိုးတွေလာတယ်ဆိုရင်လည်းကျွန်တော်တို့ကိုကားလေးနဲ့မိုးကားလေးခြားတယ်ဒီမှာအဆင်ပြေအောင်နေပြတာပေါ့နော်ဒီကားတော့ကျွန်တော်အရင်လုပ်ငန်းသုံးနေတဲ့ကားပေါ့လေနော်အခုဆိုမှတော့လုပ်ငန်းအတွက်လည်းမသုံးနိုင်ဘူးပေါ့မီတာစုအတွက်အဲဘေးကင်းအောင်ပဲ အသုံးပြုနေရတဲ့ပုံစံဖြစ်တာပေါ့အဲအရင်ကဟိုအာကျုံနောက်ဘက်15လမ်းဘက်မှာ နေတာ မနေရမှဒီဘက်ကိုမိုးဒီမိုးချောင်းမိုးဒီဘက်ကိုကြောင်းရွှေ့တာပေါ့နော်ဟိုမိုးတော့ကတော့ကိုတို့အိမ်မှာဘယ်လိုမျိုးအခြေအနေတွေရှိလဲကိုတိုင်းကိုကိုအပေါင်းကိုဘယ်လောက်တိကက်ကဲရတယ်နေအဲကျွန်တော်မနေရတော့အမှအိမ်မှာဆိုပြီးတော့လေးလေးမိုးတွေကြတော့ဒီကွင်းပြင်တီတီဖြစ်နေတာပေါ့နော်အမိုးလည်းမရှိပါလည်းမရှိကျွန်တော် အဲကားအနေနဲ့ကမိုးရံကိုခံနိုင်ပြီမဲ့လို့လေတံကြတော့လေပြင်းပြင်းကျွန်တော်တို့ကားကြတော့ကားလေးလေးဖြစ်ပြန်ကြတော့ရေချင်မခံနိုင်ဘူးပေါ့လေနော်အဲ့ဒီတော့ကျွန်တော်တို့လေတံမိုးရံလေတိုက်နေတဲ့ဓာတ်ရဲကိုဒီဘက်ကိုမြောက်ရောက်အောင်အဖြည်းအဖြည်းမောင်းလိုက်မြန်မြန်မောင်းလိုက်နဲ့ရောက်ဒီကားစီးနဲ့ဒီရောက်လာခဲ့ရတာပေါ့ခဲခဲရတော့ဖြစ်တာပေါ့တမီးရဲ့စဖြစ်ကြတဲ့အခက်ခဲပါပဲမိုးရွာမှာအခက်ခဲမဟုတ်ဘူး တွေအခက်ခဲအဲ့ဒီအခက်ခဲကိုကိုကြော်လွားနိုင်အောင်ကိုကတောင်းထားရမှာအသက်ကလည်းအဲ့လောက်ရှိဘူးအမေကတကယ်တမ်းကျတော့ကိုကကိုတာတောင်းထားနေရပေါ့လေခေါင်းခေါင်းကိုနည်းနည်းရှုပ်တာပေါ့သမီးခေါင်းချုပ်ဒါပေမဲ့အဲ့လိုပဲကိုဘုန်းတော်ဘာသာဆိုတော့တရားလေးနဲ့ပေါ့လေဟိုဟာပေါ့ကြောင်းကမကောင်းခဲ့လို့တရားလေးနဲ့အကျိုးကျေးဇူးတွေလို့တွေဖြစ်တာပေါ့လေနော်အဲ့လိုပဲအောင်းမေ့ပြီးတော့နေလိုက်တာပေါ့သမီးရဲ့အမေငလေးတော့တော့ညီမရဲ့ကြည့်လာအာအာပေါ့အာအန်ဒီယာအဲ့ချိန်မှာပေါ့နော် Facebook ကိုပို့နေတာပို့နေတဲ့အချိန်မှာငလင်းရလို့တော့အမလေးမလေးဆိုဖျားဖျားဖျားဆိုအဲ့လိုနေလိုက်ပြီခဏလေးနေကြတော့နည်းနည်းလေးရပ်သွားတဲ့အချိန်ဟိုအပေါ်ကပို့ပေါ်တာမှနေတော့ဒီဘက်ဟိုအခန်းအမျိုးသမီးလေးကဆင်းမဆင်းမဆင်းဆင်းဆင်းဆိုတာနဲ့အောက်ကိုပြေးဆင်းလိုက်ကြတာပေါ့ပြေးဆင်းသွားတော့ဟိုဒီတိုင်းနေလိုက်ကြအင်းကအဲ့ဒီအကိုကြီးကခြေတော်မကောင်းတဲ့အကိုရှိတယ်နော်အကိုကြီးရှိတယ်အသက်80ရအကိုကြီး89 80အကိုကြီးတယောက်ရှိတယ်85နှစ်အကိုကခြေတော်မကောင်းအဲ့ဒါတွေကသူတို့ကအပေါ်ကနေအောက်ကိုမဆင်းဘူးအဲ့ဒီလောက်ဖြစ်နေတာမဆင်းဘူးသူတို့ ကိုယ့်ရဲ့အဖေတရားရဲ့ဂုဏ်ကျေးဇူးနဲ့ကြောင့်မို့တိုက်ကဘာမှတော့မပြည့်ဘူးပေါ့သမီးရဲ့အကုန်အမျိုးအနွယ်နဲ့တကယ်မိစေပေါင်းတဲ့နေရာတအားဆိုရင်နာနင်တို့ကဒေါင်းတိုင်မို့လို့အဆင်ပြေလားအဆင်ပြေလားဘာမှမဖြစ်တာတော်သေးတာပေါ့အဲ့လိုအဲ့ရင်လာပဲအဲ့တယ်ဆိုရင်ကိုနော်ဆင်မရအခုကဆက်နဲ့ဆန်းတဲ့ဟာလေးကိုဘယ်သူဆက်သွယ်ပြီးတော့ခေါ်ရမလဲလို့စောင့်ကြည့်နေတာဘယ်သူဆက်သွယ်ရမှာလဲမသိကိုလည်းဘာမှမလုပ်နိုင်ဘူးအဲ့ဒါကြောင့်မို့အဲ့ဒါကြောင့်မို့မိမိတက်တက်လေဒီကလေးကြောင့်မှမထင်ဘူးမလားဟာလေ17ရက်17လား 2012ခုနှစ်ကတခါလေဟော6.8ထုတ်တယ်လေအဲ့တော့ကတခါအဲ့တော့ကလည်းအဲ့လိုကြောက်တယ်ကြောက်ဆိုပေမဲ့အဲ့တော့ကကြတော့အဲ့လိုပြင်းထန်လုတ်တယ်ပြီးတော့နောက်ပိုင်းတေးသေးလေးတေးသေးလုတ်ပြီးတော့ပျောက်သွားတယ်အဲ့တော့ကအမေကအေပေါ်ကနေအောက်မစင်စင်တော့မစင်နေလို့ရဒီတခါကျအမေတအားကိုကြောက်တာဒီတခါကြောက်တာကမှအပေါ်တော့ကိုမတက်ပြီးမအိပ်ရဲတာအဲ့ညီမတို့ကတော့အပေါ်တက်ပြီးနောက်ပိုင်းနေတော့အိပ်ဝင်းအိပ်ရဲသေးတယ်အမေကအိပ်ကလေးကလမ်းပေါ်ပေါ်မှာကိုတင်ငယ်ကြီးကခေါ်ရင်နင်းနေညီဒီဘက်လာအိပ်ပါလားဆိုသွားအိပ်တယ်အဲ့ဒီကနေအိပ်ပြီးတော့တခါဘယ်မှအိပ်စရာမရှိဘူးဆိုလို့ရှိရင် အဲ့သူသူများတွေနဲ့ဝင်ပြီးတော့မှအဲ့အောက်မှာအိတ်အဲ့လိုမျိုးအိတ်ရတယ်နေထိုင်ရင်ကတော့ပိုရေးကြည့်တာပေါ့နေထိုင်ရင်မှာအရင်ကမိုးလီမလာလာတောင်မှနေကင်းဆိုရင်အကျုံးပေးမှနေနေပြီဆိုရင်ဒါလူကြီးရောထားလိုက်ရောအဲကလေးတွေဆိုတအားပူတာပူတာပေါ့လေနော်အပူတဲ့ခါကျတော့မိုးကိုင်းနဲ့ကာလိုက်အထိုင်လိုက်ပေါ့လေနော် ဘလို့ပဲကားတယ်ပြောပြောကျွန်တော်လေဘူးတိုက်တယ်နေဘူးတော့လေဘူးလာတယ်ကလေးတွေနွှမ်းတာပေါ့နော်တချို့ဆိုရင်အပူဘူးတွေပါပဲအာကျွန်တော်တားငယ်ကောင်းဆိုအပူဘူးတွေပါပဲပေါက်တဲ့အထီးကိုဖြစ်တာပေါ့လေနော်အဓိကတော့နေရေးထိုင်ရတော့အာဟိုအရေးကြီးတာပေါ့နော်အကိုဒါပေါ့နှစ်ခုမှချင်းကိုက်ဘူးတွေတော်လေးကြည့်နေရတယ်ဟုတ်ကဲ့ချင်းကိုက်ဘူးတွေကတော့အာပြောမှဆိုကျွန်တော်အချမ်းမကြီးကိုကြောက်တာပေါ့နော်ကြောက်တော့မြေကြီးပေါ်မှာလဲဒီတိုင်းခင်းပြီးမအိပ်ရဲဘူး မင်းရဲ့ခါကျတော့ကျွန်တော်ဖြစ်တယ်လို့ဒီကားပေါ်မှာအာကလေးနေမိသားစုကိုအောက်ခန်းမှာတိတ်ပြီးကျွန်တော်ဒီကားပေါ်မှာအိတ်တက်ခါကျတော့ချင်းအောင်ထောင်လို့မရအောင်ဟောမင်းရဲ့ခါကျတော့ဆောင်းပါလေးနဲ့ပဲဒီတိုင်းအိတ်တက်ခါမှာအာအိတ်တက်ညမှာ ED လက်ရှိတွေပါတွေကတော့ကျွန်တော်တို့ဝစ်တယ်နှစ်ခုကျတော့ဘာမှဝစ်လို့မရတော့ဘူးကောင်းနေကျတော့ကောင်းမှုချုပ်ပြီးလဲတညလုံးမိတ်နိုင်ဘူးလေဒါကကျတော့အချင်းကြိုက်တာလည်းရှိတာပေါ့ဟောအဲ့လိုအဲဆက်ကဲတုံနေရတာဆိုလိုအပ်နေတာဆိုရင်တော့ ဒီဘက်ဒီနေ့အတွက်ကဒီဘက်မှာတော့လူချင်းတွေလည်းတော်တော်များတော့စားလာတောက်တာတော့အာအရင်နေ့ကတော့အခက်အခဲမရှိဘူးပေါ့နော်အဲတခါကြည့်ရင်လည်းဟိုကျွန်တော်တို့ကဟိုကားပေါ်မှာလည်းလိုအပ်တဲ့စံစီစားလေးတွေလည်းတေလာလေးဟာဆိုတော့လေအဲလူချင်းဒီလိုပေါ့မရှိတဲ့အချိန်ကျရင်လည်းကိုယ့်ဘာနဲ့ကိုချက်စားလိုက်တာပေါ့အဓိကတော့ကျွန်တော်တို့ကကျုံပြီးမှအဆင်ပြေလို့နေရတာဖြစ်တဲ့အတွက်ရေတုံးဆွဲတဲ့ညမှာအခက်အခဲရှိတယ် အပီရက်ခါကြတော့အပေါ်ပါတွားလဲညာအခက်ခဲရှိတယ်ပေါ့လေနော်အာဒီလိုဟိုဆောင်းနေတဲ့နေရာလေးတွေမှာ အပေါ်ပါတွားလို့ရတဲ့အာယာယီဟာလေး toilet ကလေးတွေထားပေးထားမယ်ဆိုရင်တော့ဒါကျွန်တော်တို့ဆောင်းတဲ့လူတွေအတွက်အဲကျုံလည်းမညစ်ပတ်ဘူးပေါ့ဗျာဟိုစီကန်စီတဲ့အမိုက်ပုံးလေးနေဆိုရင်တော့ပို့ပြီးအဆင်ပြေမယ်လို့တော့ထင်တာပါ